အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကြော်မျိုးမင်းနဲ့မပူတူတို့အထူးသတင်းကိုတင်ဆက်ပေးလိုက်ပြီးမှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာဒီပါတီတွေကဘလို့အရေးချင်းရှိလို့ပါတီအားလုံးအောင်ကျွန်တော်တင်မေးတာတော့အဲပါတီအားလုံးအောင်ဘလို့အရေးချင်းရှိလို့နောက် UEC ကရောဒီတိုင်းဒီတကီလုံးကိုတို့ဟာတို့တို့အောင်းနဲ့တို့ချုံကိုစဉ်းစားနိုင်ပြီလို့ UEC ကကိုကိုကအမှခံနေလို့အဲတိတ်တော့လည်းဒီကောင်မရရတော့မပြောနဲ့အတဲမမေးတာကတော့တကယ်ပါလားခင်ဗျာတို့ရရဆိုလောက်ကြည့်ပေါ့ခင်ဗျာတို့လောက်ကြည့်ခင်ဗျာ ါလဲဆိုတော့ကိုထရာကိုဆိုင်ကိုလို့ချာကိုလျှောက်လို့ခင်ဗျာအကုန်လုံးကလေကိုစိုးစိုးဝါနေပဲခေါင်းဆိုင်တက်တယ်လုံးမရတဲ့လူကြီးပဲဘယ်ကောင်းမှတိုင်းပြည်နဲ့တော့ကြည့်ကြရဆိုခါရှာရှာပဲအဲ့တော့နိုင်ငံပါတီဒီပါတီတွေကိုလို့ကျွန်တော်အယုံကြည်မရှိဘူးအကုန်ကတဘိုးတမဲကိုထူကိုရကိုလို့ချာကိုလျှောက်လို့မရတာကြီးပဲအလကားဝါနေပဲဆိုတော့ကျွန်တော်ကတော့ဒါကြောင့်ပါတီတွေယုံကြည်မရှိပြီးတော့နိုင်ငံပါတီဥက္ကဋ္ဌတွေဟုတ်လားနိုင်ငံပါတီရဲ့ကိုယ်စားလှယ်လုံးမဲ့သူတွေဒီစီစီစီအေးစီအဲ့လူတွေကတကယ်ရောခင်ဗျားတို့နိုင်ငံရေးနဲ့ပတ်သက်လို့ ီရနာအကုန်လုံးအစင်းတဲ့ဖြစ်ပြီလားဘဲစားဘဲစားမျိုးဘက်မှာဖြေထားတာလေခင်ဗျာကျော်ကြီးဖြုတ်ပြီဘဲအောင်စားဘက်ဖြေထားပြီပြကြည့်ပါဦးခင်ဗျားတို့ဘဲတန်းန်းတွေဘဲစားဘက်ပြီလို့ဘဲနေရနေခင်ဗျားတို့တိမှပြုတ်ပြီလေစိုက်ကားသမားမနေ့ကမနေ့ကအဲ့ပါတီဝင်လိုက်သွတ်တော်မှဖြစ်ဖြစ်သွားနေတယ်ခင်ကြီးမှာခင်ဗျားတို့ကဘဲရနဲ့တော့ဖြတ်မှာနိုင်ငံရေးပါတီနိုင်ငံရေးပါတီအရာလားအရာလို့ခင်ဗျားနိုင်ငံရေးပါတီဒီတိုက်မှာအကုန်အခွင့်အထူးကနိုင်ငံရေးပါတီဆိုခွင့်အထူးကသူ့ပညာရှင်ဆိုအခွင့်အထူးကအစိုးရဆိုခွင့်အထူးခွင့်အထူးကစဉ်းစားကြည့်နော်ဗိုလ်ချုပ်သားသမီးဆိုခွင့်အထူးကစစ်စစ်တပ်ဗိုလ်ချုပ်ဒီသားသမီးခွင့်အထူးက အဲ့ဆိုရဝင်ကြီးသားသမီးခွန်တုကမီဒီယာတွေညောင်းနေမှာဒီတိုင်းပြီပါဖြစ်နေတာနော်ကျွန်တော်ဒဲ့ပြောနေတာခင်ဗျားတို့အားလုံးဒဲ့ပြောနေတာအဲ့ဒါကိုခင်ဗျားပြည်သူတို့မလေးစားတဲ့အစိုးရပြုတ်ကိုကြတယ်ဆိုတာမှန်တယ်ပြည်သူတို့မလေးစားတဲ့အစိုးရပြည်သူလည်းဘာတော့မလေးစားဘူးပြည်သူတို့မလေးစားတဲ့အဖွဲ့အစည်းပြည်သူလည်းမလေးစားဘူးရှင်းတယ်အဲ့သူမလေးမလေးစားတာဘာလို့လေးစားမလဲပါတီတွေဟာအစ်စ်တန်းရှိရလားဆိုတော့မေးခွန်းငါတို့မဲထက်ရတော့တဲ့အစ်စ်တန်းမျိုးဒီကောင်တွေမှာရှိနေလို့လားဆိုတော့မေးခွန်းခင်ဗျားတို့ခုတည်းကပြည်သူတို့ကမေးခွန်းထုတ်ထားတော့ အဲ့တော့ခမရတို့အတွက်ကိုကာကွယ်ပေးဖို့မရှိဘူးတိချက်ကာကွယ်မပေးဘူးခမရတို့လည်းကာကွယ်မပေးဘူးနိုင်ငံလည်းနိုင်ငံကိုလည်းသူတို့ကနိုင်ငံချစ်အောင်လည်းမသိဘူးနိုင်ငံကိုလည်းကာကွယ်ကာကွယ်မသိဘူးချစ်အောင်လည်းမသိဘူးခမရတို့လည်းမကာကွယ်ပေးဘူးသူတို့ကိုသူတို့လည်းဘာကောင်းနေမှမသိဘူးခုချိန်ထိလည်းဘယ်ကောင်းဘာကောင်းမှခုချိန်သူတို့ပါပါသူတို့ရဲ့ဟိုကမပြတ်ဆောင်ပြနိုင်တာအဲ့လိုနိုင်ငံရေးသမားတွေကိုကျွန်တော်တို့ကမဲပေးရမှာလားဆိုတော့မေးခွန်းခမရတို့စဉ်းစားဖို့ညှိလို့လားကျွန်တော်တို့မဲပေးတော့ပေးရမယ်ဒါပေမဲ့ပေါ်လို့ပဲသားနိုင်ငံရေးသမားတွေကိုကျွန်တော်တို့မဲပေးမိရင်ကျွန်တော်တို့နောက်တစ်ခေါက်စဉ်းစားရအောင်ငါးနှစ်လောက်စဉ်းစားရအောင် အဲ့စိတ်မစင်းရအောင်ခုရရနိုင်ငံရေးပါတီလူသေချာလေးလာပါဆန်းစစ်ပါကျွန်တော်ကအနာနီလာလေးလေးဘယ်ပါတီအဖြစ်တော့ကျွန်တော်တွဲပါပါတီတစ်ခုချင်းနာမည်တိုက်ကျွန်တော်ကောင်းကောင်းပြောပါအဲ့ပါတီနဲ့ကျွန်တော်တိကျတွဲပါရောဂါဝယ်နီလာလေးတွဲပြီပါတီဒီအဲ့ပါတီကဘယ်ကိုယ်စားလဲလောင်းဘယ်ပါတီအဲ့မင်းမပေးဘူးကျွန်တော်ကျွန်တော်မပေးဘူးဆိုတာကိုကျွန်တော်ပြောပါသူများကိုခဏတော့ပြည်သူလူမပြောဘူးဘယ်ပါတီကိုတော့ကျွန်တော်လုံးဝမင်းမပေးဘူးဘယ်ပါတီကျွန်တော်လုံးဝတောင်းထောက်ခံမအောင်ဘူးအဲ့လိုကျွန်တော်နာမည်တိုက်ပြီးတော့ကျွန်တော်တွဲပါအဲ့ရအနာနီလာပါတီကို တကယ်ပေါ့လားကျွန်တော်ကြိုးပြောတာကုရေခရိုက်နိုင်ငံပါတီဒီမှာနိုင်ငံသမားတွေဟိုကြည်တာပါပဲကျွန်တော်မြို့နယ်ကျွန်တော်နေတဲ့မြို့နယ်မှာသာမဲကြွေးမဲ့ပါတီကိုကကိုကြိုးစားပြင်ထားကြပြီခင်ဗျားတို့တကယ်ပေါ့လားကျွန်တော်ကြည်မင်္ဂလာပါကိုရည်သွေးပြီးခုံလာစားတာနော်ဒီနေ့25 17လပိုင်း9ရက်နေ့ချင်းပြည်ဖလန်းမြို့နယ်ဝေဘူးလာမြို့ကိုမြမတပ်မတော်ကပြန်လဲထိချုပ်ပြီးနိုင်ငံတော်လံလွှင့်ထူထားပြီးအောက်စီအောင်မောင်းနဲ့အောက်လံလွှင့်ထူထိုင်းပြီးဖြစ်ပါတယ်ကျမတို့ပြောခဲ့တယ်လေ ကျွန်မမကုတုမဟာသီကြိုးပြီးသုံးသပ်ခဲ့တယ်။2025ဆယ်လပိုင်းမှာဆယ်လပိုင်းမှာကုန်ခင်မှာငိုကိုကြောက်မဲ့တီဘောတမတော်ကပြန်ပြီးထဲချုံနိုင်လိမ့်မယ်။2025 17လပိုင်းဒုတိယပတ်နဲ့တတိယပတ်မှာချင်းပြင်းနဲ့ဖလန်းမျိုးမှာတမတော်ရဲ့အောင်ပွဲသတင်းတွေကြားရလိမ့်မယ်လို့ကျွန်မကြိုးပြီးသုံးသပ်ခဲ့တယ်လေ။အချိန်တိကျနဲ့တော့အချိန်တော်မလွဲစေရဘူး။လာရှိုးတော့လည်းဒီလိုပဲ။လာရှိုးနဲ့ပတ်သက်လို့ လူတွေအများကြီးတည်င်းနေအများကြီးပြောကြတယ်အဲ့ဒီအထဲထဲမှာမှလာရှိုးကို2025မေလမတိုင်ခင်တော့မို့မေလကောင်မှာတက်မတော်ကပြန်ပြီးထိချုံနိုင်ခဲ့မယ်လို့ကြိုပြီးသုံးသပ်ခဲ့တာကျမမဘုတုမဟာတေရှိသေးတယ်အခု2025ဇတလပိုင်းမကုံခင်မှာတက်မတော်ဒီ နဘူးလန်ထိခိစကန်နေဆက်ကုံတွေရေခိပြန်ပြီးလဲပတ်နိုင်လိမ့်မယ်ထိခိမော့တောင်နေဆက်ကုံတွေရေကိုထဲချုံနိုင်မှုအတွက်တနင်္လာရီတိုင်းနဲ့မှာမြန်မာတပ်မတော်ရဲ့အောင်ပေါ်တဲ့နေ့ကြားရလိမ့်မယ်ကချင်ပြည်နယ်မှာဆိုလို့ရှိရင်ထိန်ချုံကန်ပိုက်တွေထူးစည်းပွားရေးဆုံးအဲ့ဒီပပက်လယ်မှာတပ်မတော်ရဲ့အောင်ပေါ်တဲ့နေ့ကြားရလိမ့်မယ်မူဆယ်တရ၅မိုင်နေဆက်ကုံတွေရေကိုပြန်လဲထိန်ချုံနိုင်မှုအတွက်အဲ့ဒီလမ်းကြောင်းတစ်လျှောက်နော်လောက်ကန်ရနေလောက်ကန်နေဆက်ကုံတွေရေစခန်းရန်လုံကျိုင်းတောက်လျှောက်တပ်မတော်ရဲ့အောင်ပေါ်တဲ့နေ့ကြားရ အခု2025ဆန်းနလပိုင်းမကုံခင်မှာအေရဝတီတိုင်းရောင်တုံးမြို့မှာရှိတဲ့ရွှေတုံးအင်ယာစီမံကိန်းကိုမြမတမတော်ကတမတော်ကြီးကကကျွန်တော်တို့ချက်တော်နိုင်ငံခေါင်းဆောင်တွေကအကောင့်ထဲပေါ်နိုင်ပေးလိမ့်မယ်။ရှမ်းပြည်နယ်တောင်ကြီးအင်းလေးညောင်ရွှေမှာရှိတဲ့ပင်ပတ်တံပတိဆက်ယုံအောင်လည်းလွှဲထူနိုင်လိမ့်မယ်။နော်စီရင်နိုင်ငံရေးတုံးသက်တယ်ဆိုတော့အဲ့လိုတုံးသက်ရတယ်။ မဘုဒ္ဓမဟာသီးကသူများပေးတဲ့တဲ့င်းနေနဲ့တက်ရောက်ကားလုပ်ပြီးတော့အာချောင်းနေတာမဟုတ်ဘူး online အာချောင်းနေနော်ကျမရဲ့ဘီလိုပိုင်းတွေကိုဖျက်ညက်ကလုပ်နေတဲ့ online အာချောင်းတွေကိုတတိပေးတာအရှိပြည်တွင်းမှာကောပြည်ပမှာကောနိုင်ငံရေးလေးလာသုံးသန်းတဲ့သူတွေအများကြီးရှိတယ်အဲ့ဒီလိုနိုင်ငံရေးစီးရီကိုအချိန်အတိကျနဲ့မှန်အောင်သုံးသန်းနိုင်တဲ့လူကလည်းယောက်ရှိတယ်ဒါကြီးပြီးတေကနီးနေတဲ့ဟိုဦးတန်းစိုးနိုင်တို့ဦးချင်းမင်းတို့ဒေါ်မီမီဝင်းပါတို့ဒေါ်လှကျော်စိုးတို့ ူတုံးတာဘဏ္ဍာကမန်းဘူးလေအခုနိုင်ငံရေးအခင်းကျင်းတော်မှာ2021နှစ်လပိုင်းမှာတမရောကပုံမှန်လေးတက်ခွန်ရကလုံခေါ်ပြီးပုံမှန်လေးတက်ရှိရအာနာသိမ့်လိမ့်မယ်အာနာထိမ့်လိမ့်မယ်လို့ကြိုပြီးသုံးသပ်ခဲ့တာကျမအဲ့ဒါမှဘုဒ္ဓမဟာသွေးလို့ခေါ်တယ်ခုံဆိုတာအဲ့လိုစာရတယ်ကွန်ကရစ်တိုက်ပွဲမှာစစ်ကော်မရှင်တပ်အထိနာနေပြီးစစ်ကော်မရှင်တပ်ဖွဲ့ဝင်၄၀ထပ်မင်းနဲ့ထိခိုက်တိုက်ဆုံးခဲ့တယ်လို့ပြောပါတယ် ကရင်ပြည်နယ်ကော့ဂရိတ်မြောက်ပိုင်းကခြေရွာတွေကိုစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ထိခိုက်သေးဆုံးမှုများပြားနေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကတလွင်တိုင်းကိုပြောပါတယ်။အာနာသိန်းစစ်ကော်မရှင်တပ်ဟာကော့ဂရိတ်မြောက်ဝတီဒေါ်လာတောင်ပေါ်လမ်းဟောင်းကိုလည်းပြန်လည်ထိန်းချုပ်နိုင်မှုအတွက်ပြီးခဲ့တဲ့အောက်တိုဘာလ3ပိုင်းကလို့အင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာပါ။ စစ်ကော်မရှင်တပ်စစ်ကြောင်းထိုးနေတာကြောင့်ထီဖိုးဆန်ကြေးရွာအုပ်စုနဲ့အနီးပတ်ဝန်းကျင်ကြေးရွာတွေမှာနိုဝင်ဘာ9ရက်နေ့အထိနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်ပြီးစစ်ကော်မရှင်တပ်ဘက်က ထိခိုက်တိုက်စုံမှုများပြားနေတာဖြစ်ပါတယ်။တော်လန်အေးတပ်ဖွဲ့တာဝန်ရှိသူတွေရဲ့ပြောပြချက်အရအခုလနိုဝင်ဘာ10ရက်နေ့ကနေ9ရက်နေ့အထိဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်၄၀ထက်မနည်းထိခိုက်တိုက်စုံခဲ့တယ်လို့ပြောပါတယ်။ အထိနာနေတဲ့စစ်ကောမရှင်တက်ဟာကျုံတို့အခြေဆိုင်တရင်တွေကစစ်မှုထမ်းတပ်သားတွေနဲ့အင်အားဖြည့်တင်းပြီးထပ်မံစစ်ကြောင်းထိုးနေတယ်လို့ဆိုပါရယ်လက်ရှိမှာတော့စစ်ကောမရှင်တက်ဟာကော့ဂရိတ်မြဝတီဒေါ်လာတောင်ပေါ်လမ်းဟောင်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်မျက်နှာနှစ်နေရာကနေစစ်ကြောင်းထိုးနေတာဖြစ်ပြီးလေကြောင်းတိုက်ခိုက်မှုတွေလည်းပုံမှုလှုပ်ဆောင်နေတာပါစစ်ကောမရှင်တက်စစ်ကြောင်းထိုးနေတာကြောင့် ကော့ကရိတ်မြောက်ပိုင်းကကြေးရွာတွေဖြစ်တဲ့မြပတ်တိုင်းထီပိုးဆန်နောက်မီကော့ဖန်ရဲ့မိဖလည်းစားတဲ့ကြေးရွာတွေကဒေသခံအများပြားဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။